င်လာပါခနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်အပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲပြီးတော့လက်ရှိဈေးကွက်ရဲ့ direction ကဘယ်လိုရှိလဲဒီအားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်ပြီးတော့ဒီမှာကျွန်တော်တို့ဒီ DCA point တွေကဘယ်မှာဖြစ်မလဲ second entry အနေနဲ့ကျွန်တော်တို့ဘယ်မှာယူမလဲဒီအားတွေကိုလည်းကျွန်တော်ရှင်းပြပေးဖို့ရှိပါတယ်ဆိုတော့ overall market ကိုတစ်ချက်ကြည့်ကြည့်မှဆိုရင် BTC က8000 8000 8000 9000ဒီကြားမှာသွားလာနေတော့ကျွန်တော်တွေ့ရတယ် တခြား ETH HRP BNB Solana ADA LTC ICP AVH ကတော့နည်းနည်းကျနေတဲ့ downside မှာရှိနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော် .dosh trh.bch nia icp ဒီကန်တွေကတော့ BTC နဲ့အတူတူလိုက်တက်တဲ့အနေအထားမှာရှိရယ်အာ overall market မှာ volume နဲ့တော့တွေ့ရတယ်ရှေ့လျှောက်ကျွန်တော်တို့ပိတ်ရလဲနီးလာပြီဆိုတော့ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်တို့အတွက် entry point တွေပေါ့နော်ဒီ CA တွေနားလည်ဖို့အတွက်ကြတော့ကျွန်တော်ဒီ chart pattern တွေကိုတစ်ချက်ကြည့်ကြည့်မှာပေါ့ပထမဆုံးကျွန်တော်ဒီ4 hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မှာဆိုရင် ဒါအရင်ကျွန်တော်တို့ခမန်းထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီ8000 3000 8000 4000ပေါ့နော်8000 4000ဆိုတဲ့ target တစ်ခုကိုကျွန်တော်တို့က cross လုပ်ပြီးတော့မှလက်ရှိကျွန်တော်တို့8000 8000 8000ဆိုတော့ကျွန်တော်တို့ရဲ့ဒါ second target ကိုလာပြီးတော့မှဒီမှာ hold ဖြစ်နေတာပေါ့နော်ဆိုတော့ဒီကနေစပြီးတော့ market က recovery တဖြည်းဖြည်းဖြစ်လာဖို့အလားအလာလဲတော်တော်များတယ်ပေါ့နော်ဆိုတော့ဒီမှာလုံးဝ entry မယူရသေးဘူးပေါ့နော်ကိုစီမှာ BTC လုံးဝမရှိသေးဘူးဆိုရင်တော့ဒီမှာအာ low leverage small margin ပေါ့နော်ဒီမှာဒီလက်ရှိ current price နဲ့ entry ဝင်ထားလို့ရပါတယ် first entry အနေနဲ့ ီးတော့ကျွန်တော်တို့ daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မှဆိုရင်ဒီမှာကျတော့ကျွန်တော် higher high higher လို့ pattern ကိုနည်းနည်းတွေးလာရပြီပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့ candle လာလဲ200 EMA အထက်မှာ hold ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနေစပြီးတော့ market ကတခပြေးပြေး recovery ဖြစ်နိုင်တယ်ဆိုတော့အလားလာလဲတော်တော်များတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အရင်တော့ကလဲကျွန်တော်ဒီအဲ200 EMA ရဲ့အထက်မှာလာပြီးတော့ကျွန်တော် candle closing ဖြစ်ဖြစ်တိုင်းဖြစ်တိုင်းပေါ့နော် market မှာ recovery ဖြစ်တာကိုကျွန်တော်တွေးရတယ်ဆိုတော့ဒီမှာလဲကျွန်တော်တို့တဖြည်းဖြည်းနဲ့ recovery ဖြစ်မယ်လို့ကျွန်တော်ဒါ ုံးသက်လို့ရတယ်ပေါ့နော် market မှာဒီလိုသွားလာနေတာတော့ကျွန်တော် ရှိရယ်ဆိုတော့ဒီမှာကျွန်တော်ဒီ second entry နဲ့ဒီ share နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာပြောပြမယ်ပေါ့နော်ဒါ second entry အနေနဲ့ကြတော့ကျွန်တော်ဒီ9000ကနေ9200ပေါ့နော် DCA လဲကျွန်တော်9000ကနေ9200အဲ့ကြမှာပဲကျွန်တော်တို့လုံးမှာပေါ့နော်အဲ့ထက်အောက်ကိုကြနေပါစေကျွန်တော်တို့ဒါ DCA လဲမလုံးဘူး second entry လဲမယူသေးဘူးပေါ့နော်ခဏတစ်ဖြုတ်စောင့်မယ်ပေါ့တကယ်လို့ကျွန်တော်ဒီ market က down back ကိုကြောက်သွားခိုင်းပေါ့နော်ဒါပေမဲ့လဲဒီကနေစပြီးတော့ကျွန်တော် uptrend မှာပဲရှိနေတယ် ပြီးတော့ကျွန်တော်ဒီ weekly chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မှဆိုရင်လည်းကျွန်တော် weekly မှာလည်း uptrend မှာရှိနေတယ်ပေါ့နော်အရင် upper side ဆိုင်ရင်ကျွန်တော်ဒီအပတ်မှာကျွန်တော်ဒီအထက်ဘက်ကိုရှိနေတာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ဒီ candle တွေက direction တွေလည်းတော်တော်ကောင်းတယ်ပေါ့နော်ဆိုတော့ overall market မှာကြီးကြီးမားမားပြောင်းလဲမှုတော့ကျွန်တော်တို့မရှိသေးဘူးပေါ့နော်ဒါအားလုံးကလည်းကျွန်တော်တို့ comment ထားသလိုပဲသွားနေတာဆိုတော့အာဒီကျွန်တော်ပြောထားတဲ့အတိုင်းပေါ့နော်လုံးဝ anti မရှိသေးတဲ့လူတွေအနေနဲ့ garden plus နဲ့ဂျူဝင်ထားလို့ရတယ်ဒီစီရကတော့ကျွန်တော်တို့9000ကနေ9200ပေါ့နော် အဲဂျားထဲမှာကျွန်တော် second entry လုံးဝမယူဘူးပေါ့နော်ခဏရတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်